thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအောင်ဆုံးတပုတ်အနည်းနဲ့ပလဲမျိုးမှာပြစ်ချခံရတဲ့စစ်တိုက်လေးရင်မှာလေးရင်မူရဲ့ဦးကောင်းခွန်နဲ့ကိုခန္ဓာအစိပ်ပိုင်းများရရှိထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းပလဲမျိုးနဲ့မှာဒီကနေ့နေ့လယ်ပိုင်းပြစ်ချလိုက်တဲ့စစ်တိုက်လေးရင်မှာလေးရင်မူရဲ့ဦးကောင်းခွန်နဲ့ကိုခန္ဓာအစိပ်ပိုင်းများရရှိထားကြောင်းဒေသတော်လိုင်းရဲဘော်တွေကပြောပါတယ်ဦးကောင်းခွန်ရတဲ့အုံနောက်တွေလာတော့မသိဘူးအပုံလိုက်လေးအဲ့ဒါလဲတွေ့တယ်အလောင်းကောက်လိုက်တော့မရဘူးပောက်ကွဲပြီးလေးရင်မူကိုခန္ဓာတွေကအကုန်ပြန် န်ချင်းကုန်နေတာထက်နဲ့မီးလောင်နေတာကဖုန်ကြီးကြောင်းနဲ့လင်းရင်ပြတ်ကျပြီးလောင်လာလို့ဒေတာတော်လိုင်းရေပေါ်တွေကပြောပါရယ်ဇွန်လ10ရက်နေ့နေ့လယ်12:55မိနစ်ခန့်ချင်းပလင်းမြို့နယ်ကန်တောင်ရင်စကန်သိန်းတိုက်ပွဲကိုပုံလာခြင်းနဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုပြည်သူ့လူမျိုးရေးတပ်မတော် BNLI ကပြစ်ချနိုင်ခဲ့တာဖြစ်ကြောင်းသိရပါရယ်ပြည်သူ့လူမျိုးရေးတပ်မတော် BNLI မှာတာဝန်ရှိသူတောင်းကသတင်းဌာနကိုပြောဆိုတာပါ BNLI ကပြစ်ချလိုက်တဲ့ Jet Fighter လင်းရင်ကပလင်းမြို့နယ်စပယ်စီရွာဖုန်ကြီးကြောင်းဝင်တွင်ပြတ်ကျသွားခဲ့တာဖြစ်ကြောင်း Union Liberation Front တပ်ဖွဲ့မှတာ ဝန်ရှိသူတောင်ကပြောပါရယ် နောက်ထပ်တစ်ပုံအနေနဲ့တမ33တမမှုပုံမှုချုပ်ကျော်စံမြင့်နဲ့တမ69တမမှုပုံမှုချုပ်တင်ပေါင်ကျော်တို့ကိုစစ်ကောင်စီကယာရုမဖင်ရှားလိုက်ပြီးပုံမှုချုပ်ကျော်စံမြင့်ကိုနန်းတွင်းစစ်ကြောရင်မှာဖမ်းဆီးဆစ်ဆင်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံပတ်စစ်ကောင်စီကတမ69တမမှုပုံမှုချုပ်တင်ပေါင်ကျော်နဲ့တမ33တမမှုပုံမှုချုပ်ကျော်စံမြင့်တို့ကိုယာရုတာဝန်များမှဖင်ရှားလိုက်ကြောင်းစစ်ဘက်သတင်းရင်းမြစ်တွေကိုကုန်ကားပြီး CDM ဗိုလ်ကြီးစင်ရောကပြောကြားခဲ့ပါတယ်။အကြံပတ်စစ်ကောင်စီတကတမ69တမမှုတင်ပေါင်ကျော်ကိုစစ်ရှုံးမှုနဲ့နေပြီးတော့ကိုချက်ချင်း င်းပြန်ခေါ်ပြီးရာထူးတောင်ပေါ်မှာဖင်ရှားကအရန်အင်အားဖြင့်ထားရှိကြောင်းအဲဒီနောက်ဟာခအခြေချစစ်ဗျူဟာမူပုံမူကျုံစုံဝင်ထွန်းကိုတမ69တမမူဖြင့်အစားထုတ်ခန့်အလိုက်ချောင်းတင်ရပါတယ်အလာတူကချင်ပြည်နယ်ဖားကံမျိုးချေဆိုင်တမ33တမမူပုံမူကျုံကျော်ဆက်မြစ်ကိုဖားကံမှာစင်ရေးစုမှုထားနိုင်တဲ့အောင်တည်င်းလိန်လေတင်ပြမှုနဲ့ကိုကျိုးစီဝိုင်းလှူဆောင်မှုတွေအတွက်ရာထူးတောင်ပေါ်မှာဖင်ရှားကအရန်အင်အားပြောင်းရွှေ့စစ်ဆေးမှုတွေလှူဆောင်နေကြောင်းတင်ရပါတယ်69တမမူကိုနိုင်ရီကံမှာဗျူဟာမူတယောက်အဖမ်းခံလိုက်ရခရေကနည်းနည်းအဆမကြေ ဖြစ်နေတာပေါ့နော်ဟိုတယ်လောကတာဝါရင်စကန်းကုန်းကိုလက်လွတ်လိုက်ရတော့တခါလေးနေပြီးတော့ခေါ်ပြီးအရန်အင်အားသွင်းပြီးတော့ ဟာခအခြေချစစ်ပြူဟာမှုဘုံမူကြီးစိုးဝင်းထွန်းနဲ့အစားထိုးခန့်လိုက်တာဖားကံမှာကြော်ဆက်မြင့်ကိုတော့ဖားကံမှာသူတို့ပဲတမ33ကပဲစုံမိုးထားတဲ့ပုံစံမျိုးနဲ့တရင်လိန်နဲ့တင်ပြီးတော့ကြောက်တူးတာနဲ့ရွှေတူးတာတွေလုံနေတာအထက်ကရှိမိနေသူ့ကိုချက်ချင်းချင်းလို့ပြောင်းလို့မရသေးလို့အခုစစ်ကူတွေလည်းရောက်လာရောတခါတည်းပထမမြင့်ကြီးနာကိုခေါ်သွားတယ်အခုမြင့်ကြီးနာအနေမှာနန်တွင်းစကြောကြီးမှာအရန်အင်အားကိုတွင်းပြီးစစ်ဆေးနေပြီလို့သိရပါတယ်လို့စီဒီယံဘူကြီးစင်ရောကတရင်ဌာနကိုပြောပါတယ် ရာနူးမဖေရှားခံလိုက်ရတဲ့တမ33တမမှုပုံမှုကြောင့်ကြော်စက်မြင့်နေရမှာတမမှုအသည့်ဖြစ်စီဦးစီတက်ကတော်မှာပုံမှုကြီးကောင်းမင်းထုတ်ကိုခန့်ထားပြီး၎င်းကလက်ရှိမှာစကိုင်းမှာရောက်ရှိနေကြောင်းမကြာမီဖားကံမျိုးတမကုံကိုတွားရောက်မှဖြစ်ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင်။ မင်းရောက်နိုင်တဲ့ရှိချင်းပြန်ကိုပြိုင်တူစိန်ခေါ်လိုက်တဲ့အင်းရဲ့ကြောက်ဖြူဒိုးစင်16နှစ်သားအင်းကစစ်ကောင်စီနဲ့တရုတ်အစိုးရကိုတပြိုင်တည်းရင်ဆိုင်နေရတဲ့ကြောက်ဖြူဒိုးစင်ကအင်းတချုံရဲ့ခေါင်းဆောင်မှုကိုအကြီးမားဆုံးစမ်းသပ်မဲ့စစ်ပွဲလေးဖြစ်တယ်လို့သိရပါတယ်။2014ခုနှစ်မေလကအမရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ပင်လယ်ကမ်းချိန်အသေးစားရေနံတွင်းလောက်ကအနီးကစားနေတဲ့ကလေးငယ်တအူးရဲ့ဓာတ်ပုံကိုလည်းဖော်ပြထားပါတယ်။အမရခတက်တော်အင်းကရခိုင်ပြည်နယ်တွင်းစစ်ကောင်စီဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမြို့ကိုမေလအတွင်း ွင်ထိုးစစ်များစတင်ခဲ့တဲ့သတင်းထွက်ပေါ်လာခဲ့တော့လေရခိုင်မြို့သိမ်းထိုးစစ်တွေနဲ့မတူးစည်ရေးသတင်းအချက်အလက်တွေကိုအထူးလွှတ်ဝတ်ထားပြီးဒီကနေ့အချိန်ထိမြည်သည့်ကြီးညာချက်မှတရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူးဒီအချိန်ဒီမှာကြောက်ဖြူမြို့ရဲ့အနောက်တောင်ဘက်10ကီလိုမီတာခန့်အကွာမလန့်ကျွန်းကျေးရွာရှိတဘာဝတန်ွေတန့်စင်ကန်တွန်းပို့ဆက်ယုံတရုတ်အစိုးရပိုင်ပါဝါချိုင်းနာကုမ္ပဏီကတိစောက်လဲပတ်နေတဲ့တဘာဝတန်ွေထားပေးဆိုင်ယုံ China National Petroleum Corporation ကုမ္ပဏီဖွဲ့ရဲ့တဘာဝတန်ွေပိုင်လိုင်းထိန်းချုပ်ပို့လို့ဆ ကန်နဲ့ကလေးရဲ့တောင်ကုန်းပေါ်ရှိစကန်ကုန်းကိုအင်ကမေလ29ရက်နေ့မှာဒရုန်းများနဲ့တိုက်ခိုက်ခဲ့တဲ့သတင်းများထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီစကန်မှာစစ်တပ်ကခန်းဆဲကလုတ်ချင်းများအခိုင်အမာတိစောက်တဆွဲထားပါတယ်။အဆိုပါတိုက်ပွဲများအတွင်းမေလ26ရက်နေ့မှာစစ်ကောင်စီတပ်နီးပြူဟာမှုပုံမှုကြောင့်အဆင့်တအုပ်တည်ဆောင်ခဲ့ပြီးစေဦးစီမှုပထမရန်အဆင့်ဒုတိယပုံမှုကြီးတအုပ်နဲ့တပ်ဖွဲ့ဝင်တချို့ကိုမေလ30ရက်နေ့မှာ အေကဖန်စီရမိကြောင်းတရင်နဲ့တပ်ပုံတွေကိုဒေတာသတင်းမီဒီယာတွေကနေဖော်ပြခဲ့ပါတယ်။ရုပ်တရက်ထွက်ပေါ်လာတဲ့အဲ့ဒီသတင်းတွေကမြည်တိလာရကိုညွန်ပြနေတယ်လဲ။အေအေရဲ့ရခဲမျိုးသိန်းစစ်စင်ရေးများနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်ကြောက်ဖြူချင်းဆိုင်စစ်တပ်ရဲ့စစ်စင်ကိုကဲမှုအစစ်မြေအရာရှိများတည်ဆုံဖန်စီခံရတဲ့သတင်းတွေကကြောက်ဖြူမျိုးကအေအေလက်အောက်အချိန်မီရောက်ရှိသွားနိုင်တဲ့ရှေ့ပြေးလက္ခဏာဖြစ်လာပါတယ်။၎င်းကတရုတ်စင်း ရတဲ့စိုးရင်ပူပန်မှုတွေကိုငယ်တဲ့ရောက်သွားစေနိုင်တဲ့သတင်းဖြစ်ပါတယ်။အကြောင်းကရခိုင်ကန်ယိုးတန်းပေါ်ရှိကြောက်ဖြူမြို့ကမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားရဲ့ဗဟိုချက်ဒါမှမဟုတ်နှလုံးသားသပွင့်အရှိပါလာပါတယ်။အခုအခါတရုတ်နှလုံးသားကိုပြတ်မှတ်ထားတဲ့ကြောက်ဖြူထိုးစစ်ကိုအင်ကမြို့သိမ်းတိုက်ပွဲအထိစစ်ရှင်မြင်လာနေပြီလားစိတ်ဝင်တစားစောင့်ကြည့်ရပါရမေးတရုတ်အကျိုးစီးပွားလုပ်ငန်းတို့ကိုအကာအကွယ်ပေးဖို့တရုတ်စီမံကိန်းနေရာတွေအနီးတောင်ကုန်းငယ်ပေါ်မှာတပ်ဆွဲထားတဲ့စစ်တပ်စခန်းကိုအင်ရဲ့တိုက်ခိုက်မှုကပြည်ချင်းမြို့တော်ရှိတရုတ်ကောင် ဆောင်တွေကိုစိန်ခေါ်နေသလိုရှိပါတယ်တရုတ်အကျိုးစီးပွားကိုတိုင်းဟိုက်ချင်းချောင်းလိုက်တာကြောင့်အေးရင်ဆိုင်နေရမယ်တရုတ် PR ကဘယ်လိုလဲတရုတ်နယ်စပ်အခြေဆိုင်ကိုကန်း MND တောင် TNL တပ်ဖွဲ့တွေနဲ့မတူတဲ့အာသာချက်တွေအေးမှာရှိနေတာကအမှန်ဖြစ်ပါတယ်ကြောက်ဖြူမျိုးကရန်ပြေကျုံရင်မြောက်ပိုင်းမှာတည်ရှိပြီးကျုံရင်တောင်ပိုင်းမှာရန်ပြေမျိုးတည်ရှိပါတယ်2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ရခိုင်ပြည်နယ်အတွင်းစတင်ခဲ့တဲ့2023ခုနှစ်စစ်စင်ရေးအတွင်းရန်ပြေမျိုးကို3လကြာထိုးစစ်ဆင်ပြီးနောက်2024ခုနှစ်မလ17ရက်နေ့မှာအေ အင်ကသိမ့်ပိုင်ခဲ့ပါတယ်အဲ့ဒီကလေးကရန်ပြင်းမြို့ကိုတင်ပိုက်ပြီးအကြောင်းဖြူမြို့ကိုဇက်တိုက်ထိုးစစ်ဆင်မာလာလို့ဆိုရင်စိမ့်နေမြို့ခံပြည်သူအများပြားစစ်ပြီးရှောင်ခဲ့ကြပူပါတယ်စစ်ကောင်စီရဲ့2024ခုနှစ်အောက်တိုဘာလတကောင်စင်းကောက်ယူမှုမှာတောင်းဖြူမြို့နယ်ရဲ့လူဦးရေကို6200 9296ဦးသာဖော်ပြခဲ့ပါတယ်2014ခုနှစ်တကောင်စင်းမှာတော့လူဦးရေက36352ဖြစ်ပါတယ်9396ဦးရောင်းနေနေခြင်းဖြစ်ပါတယ်အဆိုပါပြောင်းဆုံးသွားတဲ့လူဦးရေကစစ်ကောင်စီစည်ရင်မကောက်နိုင်တဲ့အေးအေးထိန်းချုပ်ဒေသတွေမှာရောက်ရှိနေခြင်းအချားမျိုးတွေကိုပြောင်းရွှေ့သွားခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်တရုတ်အစိုးရကကြောက်ဖြူမျိုးကိုတင်ယူနိုင်ဖို့ဒိုးစစ်ဆင်နွှဲနေတဲ့အေးကိုဖိအားပေးလာပြီးဖြစ်ပါတယ်မကြာသေးခင်ကလာရှုမျိုးပေါ်ရက်ကွက်တွေကိုကိုကန့်တပ်ဖွဲ့ MNDA ကစစ်ကောင် ောက်စီလက်ထဲပြန်လည်လွှဲပြောင်းပြင်ခဲ့ပါတယ်။တရုတ်ဆိုရရဲ့အပြစ်ခတ်ရေးဆိုင်စောင့်ကြည့်ရေးဖွဲ့ဦးဆောင်နေအဲ့ဒီဖြစ်စဉ်မှာလာရှုမျိုးဒီကိုရိုင်းကွင်းစင်ကြီးကျက်ဆောင်ရွက်ခဲ့တဲ့အာရှရေးရာအထူးကိုယ်စားလှယ်တင်ရှိခြင်းကမေလကုန်ပိုင်းမှာကချင်လူမျိုးရေးတမတော် KIA နဲ့အေကိုယ်စားလှယ်တွေကိုတရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ပါတယ်။ဒီလိုတွေ့ဆုံခဲ့စဉ်ပမော်နဲ့ကြောက်ဖြူမျိုးတို့ကိုထိုးစစ်များဆက်မလုပ်ဖို့ဖိအားပေးခဲ့တယ်လို့သတင်းဌာနတွေကဖော်ပြခဲ့ပူပါတယ်။ ကချင်ပြည်နယ်တောင်ပိုင်းပမော်မြို့ကနိုင်ငံရဲ့အသက်သွေးကြောသဖွယ်မြောက်ပိုင်းဖြားမှာတောင်ဘက်မြဝကျုံပေါ်ဒီမဟာပြူဝါကြကြဖြတ်တန်းစီစဉ်လျက်ရှိတဲ့အီယာရီမြို့အတွင်းမှာစိတ်ကမ်းမြို့ကြီးဖြစ်ပါတယ်အထက်မြမာပြည်ရဲ့အဲ့ဒီစိတ်ကမ်းကိုတရုတ်နယ်စပ်မှအတူဆုံးကုန်းလန်းခီးနဲ့ရောက်ရှိနိုင်တဲ့ပမော်မြို့ကတရုတ်အစိုးရရဲ့မြန်မာနိုင်ငံအတွင်းရှိပိုလန်မှရှက်ဝန်းနဲ့လမ်းကြောင်း PRI စီမံကိန်းရဲ့ပထဝီမဟာပြူဝါမြောက်မြို့ဖြစ်ပါတယ်ပမော်မြို့ကို KIA ထိန်းချုပ်နိုင်ရင်မြေရှားတပ်တုတိုက်များဗဟုချက်ဖြစ်တဲ့ပန်ဝါဒေသကိုထိန်းချုပ်နိုင်တယ်လို့တရုတ်အစိုးရနဲ့ ဆက်ဆံရေးမှာထိန်ခွင်ရှာတိုးလာမှာဖြစ်ပါတယ်။ဒါပေမဲ့ပမော်မြို့မှာတရုတ်ရဲ့ရှင်းနီးမြုံနှံမှုတွေမြေပြင်မှာတရှိမနေသေးပါဘူး။ပမော်နဲ့နိုင်ရှင်ရင်ကြောင်ဖြူကတရုတ်အစိုးရအတွက်အိန္ဒိယသမုဒ္ဒရာကိုမဟာဖြူဟာထွက်ပေါက်ဖြစ်ပြီးကြောင်ဖြူမှာဒေါ်လာဘီလီယံနဲ့ချီတန်ဖိုးကြီးမားတဲ့ရှင်းနီးမြုံနှံမှုတွေရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်မြို့နှမြို့ပေါ်တရုတ်အစိုးရရဲ့စိုးရိမ်ရင်မတ်ကွာချချက်ကိုမှန်းဆနိုင်ပါတယ်။ဒါကြောင့်ဒေါ်လာဘီလီယံနဲ့ချီတန်ဖိုးကြီးမားတဲ့တရုတ်ရှင်းနီးမြုံနှံမှုတွေတရှိရာကြောင်ဖြူမြို့ကိုတင်ယူနိုင်ရေးအေအေထိုးစစ်အခြေအနေကိုပုံမို သိရှိနိုင်ဖို့ Google အမည်ပုံပေါ်မှာစစ်တပ်ရဲ့တရင်တည်နေရများတရုတ်စီမံကိန်းနေရများအနီးဝန်းကျင်ကျေးရွာတချို့နဲ့တဘာဝတံငွေပိုင်လိုက်တိစောက်ဖြတ်တန်းသွားလာတဲ့နေရာတွေကိုဖော်ထုတ်လိလာတုံသက်ကြည့်ခဲ့ပါတယ်။ မြေပြင်မှထွက်ပေါ်လာတဲ့တိုက်ပွဲသတင်းတွေပေါ်အခြေခံထားပြီးမြေပုံလိလချက်အရရန်ပြင်းကျုံမြောက်ပိုင်းအစွန်ရှိကြောက်ဖြူမြို့ကိုကျုံရဲ့တောင်ပိုင်းရန်ပြင်းမြို့ဘက်မှ၎င်းကြောက်ဖြူမအီကလန်အတိုင်းကြောက်ဖြူမြို့နယ်အတွင်းရှိစနေမြို့နယ်မှ၎င်းအီကကြောက်ဖြူမြို့ရဲ့အချက်အချာနေရာတွေကိုဝိုင်းပတ်ပိတ်ဆို့ထားပုံရပါတယ်။ဒါကြောင့်တရုတ်ထူးကိုယ်စားလှယ်တင်ရှိကျင်းကအီကောင်းဆောင်ပိုင်းကိုတွေ့ဆုံပြီးကြောက်ဖြူထိုးစစ်ရတတ်မှုဖိအားပေးလာတာဖြစ်ပါတယ်။ဇွန်လနေ့ရက်နေ့မှာညီနောင်မဟာမိတ်သုံးဖွဲ့ကငလင်ပိတ်ကယ်ဆယ်လုပ်ငန်းများဆောင်ရွက်နိုင်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတပတ် သက်အပြစ်ခတ်ရစဲခြင်းကိုစွန်လကုန်တီတိုးမြင့်ကြောင်ထုတ်ပြန်ခဲ့ပါတယ်အဆိုပါထုတ်ပြန်ချက်နဲ့တရုတ်ထူးကိုယ်စားလှယ်တင်ရှိခြင်းရဲ့ထိုးစစ်များရပ်တန့်ဖို့ဖိအားပေးမှုသတင်းတွေကရှေ့စဉ်နောက်စဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်အပြစ်ခတ်ရကြီးညာပြီးကြောက်ပြူမျိုးနဲ့မှလက်တလုံးအေအေရဲ့ထိုးစစ်တွေရဲ့ဆိုင်းထားတယ်လို့သိရပါတယ်ဒါပေမဲ့လည်းတညောင်းရီရေတက်ဌာနချုပ်အမှတ်30ရဲ့တက်ရင်ခလာရ34နဲ့ပင်လေပြင်တဲရှိစီရင်ရင်ကအေတက်ရှိတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့နေ့စဉ်ပြစ်ခတ်နေရလို့ဆိုပါတယ်ဒါကြောင့်ရန်ပြင်းကျွန်းတောင်ပိုင်းကိုကန့်လက်ဖြတ် အတန်တွဲတိဆောက်ထားတဲ့တဘာဝတန်ွေပိုင်လိုင်းလမ်းကြောင်းပေါ်လက်နက်ကြီးကြီးမတော်တဆကြောင်ရောက်ပြီးပိုင်လိုင်းပောက်ကွဲနိုင်တဲ့အခြေအနေမြင်မာတာကိုလည်းမြေပုံလိလာချက်တွေရမှန်းဆနိုင်တယ်လို့ ဖော်ပြထားပါတယ်။ရန်ပြင်းမြို့ကိုအေအေးသိမ်းပိုက်ထားတာတနည်းကြောင့်ရှိပြီးဖြစ်ပါတယ်။ဒါအပြင်ရန်ပြင်းကျွန်းမှာကုန်းလန်းထွက်ပေါက်ဖြစ်တဲ့ကြောက်ဖြူမအီတောင်ကုန်းအဝေးပြေးကလန်းကြောက်ဖြူမအီအန်အဝေးပြေးကလန်းအန်းနဲ့တောင်ကုန်းမြို့တွေကိုအေအေးကသိမ်းပိုက်ထားတာဖြစ်ပါတယ်။ဒါကြောင့်ကြောက်ဖြူကအေအေးတပ်ဖွဲ့များဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရတဲ့အတွက်ရေလန်းထွက်ပေါက်နဲ့လီလန်းကြောင်းသာရှိပါတော့တယ်။ကြောက်ဖြူထိုးစစ်မတိုင်မီအထိမြို့ပေါ်ရှိစစ်ကောင်စီရဲ့ခမာရ940နဲ့943နဲ့ခလာရ34တိုင်ရင်များရှဲတိုင်ရင်32နဲ့ရခိုင်တန်ယိုတန် ်လုံးကျုံ၏အကြီးဆုံးရေတပ်စခန်းဖြစ်တဲ့တညဝရီရေတပ်ဌာနချုပ်တို့ကကြောက်ဖြူမျိုးအီအီလက်အောက်မကြောက်စေဖို့တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကိုကာကွယ်ခန့်စစ်အနေထားနဲ့တာရှိနေခဲ့ပါတယ်။